1968ခုနှစ်ဇန်နဝါရီလ23ရက်နေ့ညနေပိုင်းမှာဆိုတော့မြောက်ကိုရီးယားဆေးရုံ124ကတောင်ကိုရီးယားတမရပတ်ရှွန်ဟီကိုလှုပ်ကြံဖို့အတွက်တောင်ကိုရီးယားအထက်ကိုတိတ်တဆိတ်ဝင်ရောက်ခဲ့ပါပြီးစစ်သားတွေကအဖွဲ့ဝင်ခွဲပြီးတော့သူတို့ရဲ့ပြစ်မှတ်တွေကိုတိုက်ခိုက်ဖို့အတွက်ပြင်စင်နေတုန်းမှာပဲတောင်ကိုရီးယားတပ်တွေရဲ့ခြုံကိုတိုက်ခိုက်တာကိုခံလဲရပါပြီးမြောက်ကိုရီးယားအဖွဲ့သားအများစုကမရှင်းတမ်းခဲ့ကြပြီးမြဲသူတို့ရဲ့ခေါင်းဆောင်ကတော့အဖမ်းခံခဲ့ရပါပြီး ီအချိန်မှာ Camping Champs ရဲ့လောက်ကျန်သူတယောက်ကသူ့တပုံအဖွဲနဲ့သူ Passion Hill ရဲ့အိမ်ထဲကိုဖောက်တွင်းဝင်ရောက်ခဲ့ပါသည်ကျေးစာဝင်တဲ့အဆောက်တွေအကြတိုက်ပွဲဖြစ်ပြီးတော့ Come in Champ ကသူ့အဖေပိုင်ခဲ့မှုနဲ့ဓာတ်နဲ့အရာရှိတယောက်ကိုတရားရစီခဲ့ပါရင်းမကြခင်မှာပဲရဲဝေရောက်လာပြီး Come in Champ ထွက်ပြေးဖို့ကြိုးစားပေမဲ့ဝန်းရံခံရပြီးတော့လက်နက်ချခဲ့ပါရင်းအဲ့ဒီနောက်ပိုင်းရဲဝေက Come in Champ ကိုတရားရုံးစီပို့ဆောင်ခဲ့ပြီးတည်တံ့ချမှတ်ခဲ့ပါရင်း တစ်ချိန်တည်းမှာပဲသတင်းစာရှင်းလင်းပွဲတစ်ခုလုပ်ခဲ့ပြီးတော့ unit 124ကအသက်ရှင်ကျန်ရတဲ့ခေါင်းဆောင်ဟာသူတို့ရဲ့ mission ကတောင်ကိုရီးယားတမရကိုလုံခြံဖို့ဖြစ်တယ်လို့ဝန်ခံခဲ့ပါပြီးကိုမြတ်ဖို့နီးကပ်လာတဲ့အခါမှာတော့အဘူကြီးရွှဲကျဲဟွန်းကကမ်အင်ရှန်ကိုလာရောက်တွေ့ဆုံခဲ့ပါပြီးသူကကမ်အင်ရှန်ရဲ့အဖေဟာမြောက်ကိုရီးယားအတွက်တရှိုးလုပ်တယ်ဆိုပြီးဆွဆွဲခံခဲ့ရဖူးတဲ့အကြောင်းနဲ့ဒါပေမဲ့ပြည်တံမကြခင်ရခင်ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး အခုဘဲကိုရောက်နေတာလဲဆိုကိုပဲဒူးမှမတိတဲ့အကြောင်းတတိပေးခဲ့ပါရင်ရွှေကျဲဟွန်ကကမ်အင်ရှာနာသူ့အဖေကြောင့်တည်တန်းချမှတ်ခံရတာဖြစ်ပြီးငငယ်ကဂိုင်းထဲဝင်ရောက်ခဲ့တာကြောင့်အလို့အကန့်မရှာနိုင်ပေသူ့ရဲ့ဘဝကိုပြန်စည်းစီခဲ့တယ်လို့ရှင်းပြခဲ့ပါရင်ဒါပေမဲ့ဘူကြီးကကမ်အင်ရှန်ကိုမြောက်ကိုရီးယားကိုတိုက်ခိုက်မဲ့အထူးမြေရှင်မှာပါဝင်ပြီးတော့သူ့အဖေရဲ့ဓာတ်ကိုနိုင်ငံအတွက်အကျိုးရှိအောင်အသုံးပြုရှင်အဖြစ်သူ့ကိုယ်သူပြန်လည်ပြင်ဆင်ဖို့အခွင့်အရေးပေးခဲ့ပါပြီးခဏလောက်စဉ်းစားပြီးတော့ကမ်ပင်ရှန်ကလည်းသဘောတူခဲ့ပါပြီး မကြာခင်မှာပဲကမ်ပိန်းရှမ်နဲ့ကြံအချင်းတောင်းဝီကိုမစ်ရှင်အတွက်ပြင်ဆင်ဖို့စီမီတို့ဂျွန်းစီခေါ်ဆောင်သွားခဲ့ပါတယ်။သူတို့အထဲမှာဆိုရင်လူတိရှင်ကြာဂျိုးပေကိုမြက်ခံခဲ့ရပေမဲ့လိုအပ်စွာလွတ်မြောက်ခဲ့တဲ့ဟမ်ဆန်ကီးဆိုတဲ့လူတယောက်လည်းပါဝင်ခဲ့ပါတယ်။ဂျွန်းကိုတွားတဲ့ခီမှာအချင်းသားရှင်စပြီးတော့ရန်ဖြစ်ကြပြီးမကြာခင်မှာတယောက်နဲ့တယောက်ရန်သူလိုမျိုးဖြစ်ကုန်ကြပါတယ်။စာချင်းဂျိုးကဒေါ်ရထွက်နေကြတဲ့ရာစုတားဝီအကြအကျန်းဖက်တိုက်ခိုက်မှုကိုစောင့်ကြည့်နေခဲ့ပြီးရနောက်တနတ်တလက်မိုးပေါ်ထောင်ပြလိုက်ပါတယ်။ အကျဉ်းသားဝေချက်ချင်းပြန်ပြီးတော့တင်ကြီးသွားခဲ့ပေမဲ့ဂျိုးကတင်မော့အဖို့ကနေဆင်းပြီးရေထဲကိုခုန်ချဖို့အမိန့်ပေးခဲ့ပါရီလူဝေကပြန်ပြီးတော့ပုံကန်ကြပေမဲ့ဂျိုးကတော့၃အထိရေတွက်ကသူတို့ကိုတနက်နဲ့ပြစ်ခဲ့ပါရီထိတ်လန့်နေကြနဲ့အကျဉ်းသားဝေဟာတင်မော့ရဲ့အဆုံးကိုရောက်သွားခဲ့ပေမဲ့ခုန်ချဖို့ငင်းဆန်နေတော့ပဲဖြစ်ပါရီဒါကိုတုံ့ပြန်နေနေတဲ့စာချင်းဂျိုးကသူရဲ့တင်မော့အထက်ကို လက်ပြပုံတလုံးပြစ်ထဲလိုက်ပြီးလူဝေကကြောက်လန့်တဲ့ကြားနဲ့ထွက်ပြေးဖို့ပြရာခတ်ကုန်ကြပါရီဂျိုးနဲ့တခြားသောစစ်သား၂ယောက်ကတခြားလေတစီကိုကူးပြောင်းသွားခဲ့ပြီးအကျဉ်းသားဝေကိုစီမီတို့ဂျွန်းစီရေကူးခိုင်းခဲ့ပါရီမကြခင်မှာပင်ပန်းနွမ်းနဲ့နေကြတဲ့တည်တန်းကြအကျဉ်းသားဝေဟာဂျွန်းကိုရောက်လာကြပါပြီးတယောက်စီကိုစစ်သားတယောက်စီခွဲဝေပေးပြီးရနောက်ထောင်ထဲမှာကမ်အင်ရှမ်နဲ့စကားပြောခဲ့တဲ့ဗိုလ်ကြီးရွှေချင်ဟွန်ကအရှိကိုထွက်လာခဲ့ပါရီ ရွှေကျေဟွန်ကအချင်းသားဝေကိုသူတို့ဟာလူအဖွဲ့အစည်းကပြစ်ပယ်ထားတဲ့လူတွေဖြစ်ပေမဲ့စေဝတ်စုံဝတ်လိုက်တာနဲ့ကိုရီးယားလူမျိုးဝေကိုကာကွယ်ဖို့နဲ့နိုင်ငံကိုပြန်လည်ပေါင်းစည်းဖို့ဆိုရဲရီမန်ရှက်တစ်ခုတည်းကိုပဲမျှဝေခံစားရမယ်လို့ပြောပါရီးအခုကစားပြီးတော့သူနဲ့စစ်သားအဖွဲ့ကနိုင်ငံတော်အကျိုးအတွက်အချင်းသားဝေကိုလေ့ကျင့်ပေးမှဖြစ်ပြီးဒီလေ့ကျင့်မှုကရှေ့ဆက်လောက်ရမယ်မစ်ရှင်ထက်အများကြီးပိုခက်ခဲလိမ့်မယ်လို့ဆိုပါရီး အသက်ရှင်ဖို့ခက်ခဲပေမဲ့သူတို့ဟာအကောင်းဆုံးကိုရီးယားစစ်သားဝင်အဖြစ်တမိုင်းမှာမှတ်တမ်းတင်ခရရမှာဖြစ်ပါရီရွှဲကျင်ဟွန်ကစိန်ခေါ်မှုကိုရင်ဆိုင်ဖို့အတွက်ဆန္ဒရှိတဲ့လူတွေကိုဝတ်ဆောင်ဝတ်ဖို့တောင်းဆိုခဲ့ပါရီခဏလေးရက်ပြန်အောင်အကျဉ်းသားအလုံးကသူတို့မှာဆုံရှုံစရာဘာမှမရှိတော့အောင်လက်ခံခဲ့ကြပါရီနောက်ဆုံးမှာတော့ရွှဲကျင်ဟွန်ကသူတို့ဟာကိုရီးယားအထူးတပ်ဖွဲ့ unit 684ရဲ့အဖွဲ့ဝင်တွေဖြစ်ပြီးလို့ကြေညာခဲ့ပြီးသူတို့ရဲ့မစ်ရှင်ဟာမြောက်ကိုရီးယားပြုံယမ်းကိုရောက်အောင်တွားပြီးတော့ကင်အီဆွန်ရဲ့လေဘင်းကိုဓာတ်နဲ့လီးဖို့ဖြစ်တယ်လို့ပြောခဲ့ပါရီး ဒီစကားကြောင့်ပဲတင်တန်းသားဝင်အံ့ဩတွားခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့သူတို့အားလုံးဟာမြောက်ကိုရီးယားကလာကြတဲ့လူတွေပဲဖြစ်နေလို့ပါ။မကြခင်မှာပဲတပ်ဖွဲ့ကပြင်းထန်တဲ့စီရင်လေးချင်မှုကိုစတင်ခဲ့ပါပြီ။ပြင်ပန်းတဲ့ကိုလက်လှူရှာမှုတွေအပြင်စစ်သားတွေရဲ့နှိမ့်ဆက်တောက်ကိုလည်းခံခဲ့ပါပြီ။ဘာကြောင့်လဲဆိုတော့ဒါမှပဲရန်သူနေပြည်မှာသူတို့ကိုဘာဝေးစောင့်ကြိုနေမှာလဲဆိုတာသူတို့အနေနဲ့နားလည်နိုင်မှာပါ။အကျဉ်းတော်ကြီးကအသားစီအမျိုးမျိုးကိုကြော်လွားဖို့လက်နက်ကင်တွေဖို့နဲ့ခွန်အားလေးကျင်းမှုတွေလုံဆောင်ဖို့တည်ယူခဲ့ပါပြီ။တ냐နေခင်မှာတော့ဘိုးကြီးရွှဲကျဲဟွန်းက အကျဉ်းသားဝေကိုကမ်းရှည်မှာစုဝေးစေခဲ့ပြီးတကယ်လို့များသူတို့အနေနဲ့အဖမ်းခံရမယ်ဆိုရင်ကိုကိုကိုအဆုံးစီရင်ရမယ်လို့ပြောပါရင်တည့်အတွက်လိုအပ်တဲ့အရာအလုံးကိုထောက်ပံ့ပေးမယ်လို့ကတိပေးခဲ့ပေမဲ့အရင်ဦးဆုံးအထူးနီးပညာတစ်ခုကိုတည်ယူရမယ်လို့ဆိုပါရင်သူတို့အနေနဲ့ကိုကိုကိုအဆုံးမစီရင်နိုင်ဘူးဆိုရင်တော့မခံမရက်နိုင်အောင်ငင်းပန်းနှိမ့်ဆက်ရှင်းကိုခံရလိမ့်မယ်လို့ပြောပါရင်လေကျင်းနေစဉ်အတွင်းတရရောက်ကအော်ဟစ်မယ်ဆိုရင်တော့ရန်သူကိုလိုအပ်တဲ့တင်ပေါက်ကြတာအဖြစ်တတ်မှတ်မယ်လို့လည်းတတိပေးခဲ့ပါလိမ့် ဒီလိုတင်းမျိုးပေါက်ကြတာကတပ်ဖွဲ့တစ်ခုလုံးကိုအန်ဒီရဖြစ်စီမှာပါအဲ့ဒီတော့စစ်သားဝေကအကျဉ်းသားဝေစီကိုအပြင်းလွှားတွားပြီးတော့အကျဉ်းသားဝေရဲ့ကိုလုံးတီကြောပြင်တစ်ခုစီကိုပူပြင်းလာတဲ့တံပူချောင်းကြီးနဲ့ဖိနှိပ်ခဲ့ပါရီလူအများစုကဒီနှိပ်ဆက်မှုမှာမခံမရနိုင်ပဲအော်ဟစ်ခဲ့ကြပြီးသူတို့ရဲ့ခံစားချက်တွေကိုတက်တာစီဖို့ရည်ထဲကိုချက်ချင်းခုန်ဆင်းခဲ့ကြပါရီအကျဉ်းသား၃ယောက်ကပဲကန်ဆက်မှာကြံခဲ့ပြီးတော့သူတို့ကကမ်အင်ချန်ဟမ်ဇန်ဘီနဲ့ကွန်ကျဲလိုဖြစ်ပြီးတိတ်တိတ်ဆိတ်နဲ့ငင်းပန်မှုကိုခံနိုင်ရှိခဲ့ပါရီ ဘူကြီးရွှဲကျဲဟွန်ကသူတို့ဘယ်လိုစိတ်ဓာတ်မျိုးနဲ့နာကျင်မှုကိုကြော်လွားခဲ့တယ်လဲဆိုတာမေးခဲ့ပေမဲ့သူတို့စီမှာထူးခြားတဲ့လိုအပ်ချက်တွေမရှိပါဘူးသူတို့ကမစ်ရှင်ကိုအောင်မြင်အောင်ပြီးမြောက်ဖို့ကိုပဲအာရုံစိုက်ခဲ့ပါတယ် ီးရနောက်မူကြီးကအချင်းတောက်ဝီကို10ရောက်စီ3ဖွဲ့ခွဲဖို့အမိန်ပေးပြီးတော့10ရောက်စီကိုခန့်နေရဲ့အရှိဆုံးတိုက်ခိုက်သမားကဦးဆောင်စီခဲ့ပါရင်အချင်းတောက်ဝီကသူတို့ရဲ့အဖွဲ့စိတ်ဓာတ်ကိုမြင့်တင်ဖို့ရည်ရွယ်ထားတဲ့စင်ခေါ်မှုအတစ်တွေကိုစတင်ကြပါရင်စစ်တောက်ဝီဟာကမ်းရှိအလယ်မှာယာယီလက်ဝေကွင်းတစ်ခုကိုထောင်းပြီးတော့လက်ဝေပွဲဝေကျင်းပကတိုက်ခိုက်သမားအလုံးကသူတို့ရဲ့အဖွဲ့ခေါင်းဆောင်တွေကိုဇေယျထက်တန်စွာနဲ့အားပေးခဲ့ကြပါရင်ရှုံးနေတဲ့အဖွဲ့တွေက အဖို့ဆောင်လေးချင်းမွေလောက်ရပြီးတော့ခေါင်းဆောင်ဝင်တဲ့သူတို့ရဲ့အဖွဲ့အစည်းမှာပြိုင်ဆိုင်မှုကပုံမပြင်းထန်လာခဲ့ပါရီအဲ့ဒီကလက်ဝဲကွေးမှာဆိုရင်ရှုံးနေခဲ့တဲ့ဟမ်ဆန်ပီဟာကမ်ပိန်းရှာနဲ့ရင်ဆိုင်ခဲ့ပြီးစီကမ်းမဲ့ဆက်တိုက်ခိုက်ဖို့တောင်းဆိုခဲ့ပါရီသူတို့အဖွဲ့ဝင်တွေကသူတို့ရဲ့ခေါင်းဆောင်တွေကိုကောက်ွယ်ဖို့ချက်ချင်းအရှိကိုထွက်လာကြပြီးမြဲခေါင်းဆောင်တွေကတော့ထိတ်တိုက်ရင်ဆိုင်မှုအတက်တစ်ခုအတွက်ပြင်ဆင်နေကြပါပြီရုတ်တရက်သူတို့ရဲ့ပြိပခါမှာပါဝင်ပတ်သက်မှုမရှိတဲ့ကွန်ကျဲကသူတို့ကိုဓာတ်ချောင်းပစ်ပေးခဲ့ပြီးတော့ရှုံးတဲ့လူကကိုယ်လည်းဘင်းကိုလီးမယ်လို့ကြိမ်ဆိုဖို့အကြံပြုခဲ့ပါရီ တို့ဆက်တိုက်ခိုက်နေမယ်ဆိုရင်တော့အစ်စ်တော်ကြီးကတို့ကိုပြပြင်းထန်အပြစ်ပေးလိမ့်မယ်လို့ရှင်းပြခဲ့ပါရီဒါကိုရက်တန့်ဖို့တေးရောက်ကအဆုံးတက်လိုက်ဖို့ပဲရှိတယ်လို့ပြောခဲ့ပါရီကမ်အင်ရှမ်ကဂွန်းကျဲကိုတိုက်ခိုက်ခဲ့ပေမဲ့ဂွန်းကျဲကတော့တစ်ချက်တည်းနဲ့သူ့ကိုလဲရှာလိုက်တော့ဂျန်တဲ့လူကြီးကဆက်တိုက်ဖို့တွန်းဆုတ်သွားခဲ့ကြပါရီညဘက်မှာဆိုရင်ဘူကြီးရွှဲကျဲဟွန်ကစာချင်းကျိုးနဲ့ပက်တိုနဲ့အတူတိုက်ခိုက်ရေးအစီအစဉ်ကိုဆွဲခဲ့ကြပါရီမြောက်ကိုရီးယားယူနစ်ကတောင်ကိုရီးယားထဲကိုဝင်ရောက်ဖို့ကြိုးစားခဲ့တဲ့လမ်းကြောင်းအတိုင်းတိုက်ခိုက်သမားဝေကိုဆေလွတ်ဖို့စစ်သားတွေဆုံးဖြတ်ခဲ့ပါရီ ကင်အီဆွန်းကိုဖယ်ရှားပြီးနောက်ကာကွယ်ဝင်ကြီးဌာနနဲ့လက်နက်ကင်တပ်ဖွဲ့ဌာနချုပ်ကိုတင်ပြရမှာဖြစ်ပါရီဒါပေမဲ့ပပ်ကကွန်လန်ခီဟာတပတ်ကြာမြင့်မှာဖြစ်ပြီးအချိန်မလုံလောက်တာကမစ်ရှင်ကိုမအောင်မြင်နိုင်ဘူးလို့ငင်းခဲ့ပါရီသူကပင်လယ်နဲ့တောင်တန်းဒီတာဝေကိုဖျက်ပြီးသွားရင်တော့စစ်စင်ရေးကိုနေရက်ပဲကြာမြင့်စေလိမ့်မယ်လို့အကြံပြုပါရီဂျိုးကတိုက်ခိုက်တမဝေရေကူးပြီးအဲ့ဒီလိုမျိုးဒီခရီးရှည်ကိုတွားနိုင်ပါမလားဆိုတာတန်တရားရှိပေမဲ့ ရွှဲကျယ်ဟွန်ကတူကရိုင်းဒီလန်ချောင်းကိုအသုံးပြုခဲ့ဘူးတယ်လို့အာမခံပါရီနောက်တနေ့မှာအချင်းတောက်ရီကလေ့ကျင့်မှုအတစ်စတင်ပါရီစစ်တောက်ရီဟာရေမျက်နှာပြင်အထက်ကနေဆက်ပြစ်နေတဲ့အချိန်သူတို့ကိုရေအောက်မှာတက်နိုင်သမျှကြကြနေခိုင်းခဲ့ပါရီပြီးရနောက်ဂျိုးတရာအပေါ်မှာလေ့ကျင့်ခန်းနေစတင်ကြပါရီဘူကြီးကအဖွဲတိုင်းမှာတရားကိုဖျက်ဖို့အတွက်65စက္ကန့်ပဲအချိန်ရှိတယ်လို့တတိပေးပါရီတစ္စကံလေးနောက်ကြရင်တော့မှကြီးစံတွေထိမှန်လိမ့်မယ်လို့ဆိုပါရီ ရုတ်တရက်ဟမ်ဆန်ပို့အဖွဲ့ဝင်တယောက်ကတရားလေးမှာရက်တန့်သွားခဲ့ပြီးဆက်မသွားနိုင်တော့ပါဘူး။စကန်အနေငယ်ဆုံးရှုံးပြီးရတော့သူကတုံရင်နေကတဲ့ခြေတော်ဝင်နဲ့ရွှေ့ဖို့ဂျိုးစားပေမဲ့ချော်လဲပြီးတော့ကြောက်ဆောင်ဂန်ဆက်ပို့ကိုပြုတ်ကြကဒန်ယာဝီရရှိခဲ့ပါရီးကြံတဲ့တိုက်ခိုက်ဓမ္မဝီကတရားကိုအပီးတက်ဖြတ်ဖို့အတွက်အပြေလွှာတွန်းခဲကြပြီးနောက်ဆုံးမှာတော့ကြီးစန်ဒီကိုရှောင်းတင်းနိုင်ခဲ့ပါရီးအချင်းကြလာတဲ့အများအဖွဲ့ကစင်ကုန်မှုကြီးကိုကြော်လွားတဲ့နေရာမှာပို့ပြီးတော့ ုံကြည်မှုရှိလာကြပါတယ်။ဒါပေမဲ့ရုတ်တရက်ကမ်အင်ရှမ်အဖွဲ့ကတိုက်ခိုက်သမားတယောက်မူလာခဲ့ပါတယ်။ခေါင်းဆောင်ကတခြားသောတိုက်ခိုက်သမားဝေဖြတ်ကျော်နိုင်ဖို့အတွက်ဂျိုးပေါ်မှာတွဲခိုင်းခဲ့ပါတယ်။အဖွဲ့ကတစ်ဖက်ကိုအောင်မြင်စွာရောက်သွားတဲ့အခါမှာတော့ကမ်အင်ရှမ်ကအားနည်းနေခဲ့တဲ့တိုက်ခိုက်သမားကိုကူညီဖို့အတွက်ပြန်လာခဲ့ပေမဲ့ချော်လဲပြီးကြောက်ဆောင်တဲ့အပေါ်ပြုတ်ကျသွားရပါတယ်။အဲ့ဒီညနေမှာပဲစစ်သားဝေကပြုတ်ကျသွားတဲ့တိုက်ခိုက်သမားရဲ့အလောင်းကိုမီးရှို့ခဲ့ကြပြီးတော့ ဆာဂျင်ဂျိုးကဒီလိုအခြေအနေမျိုးမှာအမြဲတမ်းပို့ပြီးတော့ကြီးမြတ်တဲ့အရာကိုစင်စားရမှဖြစ်ပြီးလူတယောက်ကိုကယ်ဖို့အတွက်မရက်တင်ပါဘူးလို့ငင်းဆန်ခဲ့ပါရင်းနောက်ပိုင်းစစ်တမ်းလျားအထဲမှာစတော့အဖွဲ့ကကံမကောင်းတဲ့ဖြစ်ရက်ကနေပြန်လည်တက်တာလာခဲ့ကြပါရင်းရုတ်တရက်ဆာဂျင်ဂျိုးဝေးလာခဲ့ပြီးတော့ဒဏ်ရာရနေတဲ့တိုက်ခိုက်သမားကိုထောင်ထဲစီပြန်သွားရမယ်လို့ပြောပြခဲ့ပါရင်းအချင်းသားကတန့်ရှင်းသမားဒါမှမဟုတ်ထမင်းချက်အဖြစ်ဂျွန်းပေါ်မှာနေခွင့်ပြုဖို့အတွက်တောင်းပန်ခဲ့ပါရင်းကြံတဲ့တိုက်ခိုက်သမားဝီကလည်းဒီလိုအလုပ်တွေကနေ ကင်ဝင်ရတော့မှဖြစ်တဲ့အတွက်တက်တရာရအကြောင်းပြောဆိုပြီးတော့သူ့ကိုထောက်ခံခဲ့ကြပါပြီခဏတာတွန့်ဆုတ်ပြန်တော့စာချင်းဂျိုးကလည်းအများစုရဲ့စန္ဒကိုတဘောတူလိုက်ပါပြီအဖွဲ64ကသူတို့ရဲ့လေးကျမှုကိုဆက်လက်လုံဆောင်ခဲ့ကြပါပြီဒီလိုနဲ့နှစ်နှစ်လောက်ကြာပြီးတော့အကျဉ်းသားတွေဟာခက်ခဲကြမ်းတမ်းတဲ့စိန်ခေါ်မှုတွေကိုတော့မှကင်တွယ်နိုင်တဲ့ခွန်အားကြီးမှပြီးလင်းမြန်တဲ့ခံရရှိတဲ့စစ်သားတွေအဖြစ်ပြောင်းလဲသွားကြပါပြီစစ်စည်ရမလို့ခင်တရက်အလို့မှအဖွဲကကမ်းချေမှာမိပုံပွဲတစ်ခုလုံးကြပြီးတော့စုဝေးခဲ့ကြပါပြီ ဘုံကြီးရွှဲကျေဟွန်ကသူဟာပြုံရန်ကိုအကျိန်း20ကျော်ရောက်ခဲ့ဖူးပေမဲ့ကင်အီဆွန်ကိုဖျက်ဆီးဖို့ဒါမှမဟုတ်သူ့ရဲ့နန်းတော်ကိုဖောက်ခွဲဖို့အတွက်ဘယ်တော့မှအိမ်မက်မမက်ခဲ့ဖူးဘူးလို့ဝန်ခံခဲ့ပါရီမစ်ရှင်ကိုအောင်မြင်စွာပြီးမြောက်တာကတောင်ကိုရီးယားရဲ့မျက်လုံးထဲမှာသူတို့ကိုသူတို့ပြန်လည်ပြင်ဆင်ဖို့အတွက်တစ်ခုထဲတော့အခွင့်အရေးဖြစ်တယ်လို့အကျဉ်းသားတွေကိုတတိပေးခဲ့ပါရီ ဘူဂျီရွှေကသူတို့ကိုကန့်ကောင်းပါစေလို့ဆုတောင်းပေးခဲ့ပြီးတော့တိုက်ခိုက်သမားအလုံးဟာသူတို့ရဲ့တန်ရာရခဲ့တဲ့ရဲဘော်ကပြင်ဆင်ထားတဲ့အထူးစေးကိုတောက်ပြီးရနောက်ရှေ့ဆက်လာမယ့်အရေးကြီးတဲ့နေ့ကိုမျော်လင့်ကပျော်ရွှင်ခဲ့ကြပါရီနောက်ရမှာဆိုရင်မူတဲထန်စွာယူဝသွနေတဲ့အချိန်အဖွဲ64ကကမ်းရှိမှာစုဝေးပြီးဘူဂျီရဲ့နောက်ဆုံးမိခွန်းကိုနားထောင်ခဲ့ပါရီသူတို့ဟာစစ်မှန်တဲ့သူရဲကောင်းတွေဖြစ်လာပြီးတော့သူတို့ရဲ့လူမျိုးကိုပြန်လည်ပေါင်းစည်းဖို့အတွက်ကူညီလိုက်မယ်လို့အာမခံခဲ့ပါရီ အဖွဲ့တုံးဖွဲ့စလုံးကဆရာထက်တန်စွာနဲ့သူရဲ့လေးဝေးအပေါ်တက်ပြီးမြောက်ကိုရီးယားကိုဦးတည်သွားခဲ့ကြပါရီရုတ်တရက်ဗိုလ်ကြီးချွဲစီကိုဖုန်းတလုံးအရေးတကြီးဝင်လာခဲ့ပါရီအစိုးရကမစ်ရှင်ကိုဖျက်သိမ်းဖို့အတွက်တောင်းဆိုလိုက်တော့ဗိုလ်ကြီးချွဲကလည်းအံ့အားသင့်သွားခဲ့ပြီးစာကျင်ကျိုးကိုအဖွဲ့အားချက်ရှင်းပြန်ခေါ်ဖို့အမိန့်ပေးခဲ့ပါရီစစ်တပ်ဝေကလီပေါ်ကနေတိုက်ခိုက်သမားဝေကိုအမိလိုက်ပြီးတော့မစ်ရှင်ဖျက်သိမ်းတဲ့အကြောင်းအကြောင်းကြားခဲ့ပါရီဒါပေမဲ့အရင်အချင်းတပ်ဝေကတော့မစ်ရှင်ကိုအဆုံးထိပြီးမြောက်အောင်လုပ်မယ်လို့ဆုံးဖြတ်ထားကြပါရီ ဂျိုးကဒါဟာအမိတ်ပဲဖြစ်ပြီးတော့နောက်ထပ်ညွန်ကြားချက်တွေကိုစောင့်ရမယ်လို့အတင်းပြောခဲ့ပေမဲ့ တိုက်ခိုက်ရေးတမောင်းကြီးကိုမတားဆီးနိုင်ခဲ့ပါဘူးဒါကိုတုံ့ပြန်တဲ့အနေနဲ့စာချင်းကျိုးကအဖွဲ့ကိုတနက်နဲ့ပြစ်ခဲ့ပြီးတိုက်ခိုက်ရေးတမောင်းအားလုံးကြီးစံတဲ့ရှောင်းကရေးအထဲခုန်ချခဲ့ကြပါရင်အကျဉ်းတော်ကြီးကသူတို့ကိုမလိုအပ်တော့ပဲထောင်ကိုပြန်သွားရတော့မယ်ဆိုတာတော့ပေါက်တွားခဲ့ကြပါရင်တိုက်ခိုက်တမောင်းကြီးကမစ်ရှင်ကိုပြီးမြောက်အောင်လှုပ်ခွင့်ပြုဖို့ဒါမှမဟုတ်ရိုးရိုးလေးလွတ်ပြီးဖို့တောင်းပန်ခဲ့ပေမဲ့စာချင်းကဘာမှကိုမပြောခဲ့ပါဘူးနောက်တနေ့မှာတော့ဘူကြီးဟာဘူချုံနဲ့စကားပြောဖို့ရောက်လာပြီးစစ်စင်ရဲ့အစ်စ်ကိုတောင်းဆိုခဲ့ပါရင် မိုးချိုကဒါဟာသူ့ရဲ့သဘောမဟုတ်တဲ့အကြောင်းနဲ့ unit 6ချက်၄ကိုဖန်တီးဖို့အတွက်တာဝန်ရှိတဲ့ထောက်လန်ရဲ့အကြီးအကဲကိုရာထူးကထုတ်ပယ်လိုက်ပြီလို့ပြောခဲ့ပါရီးစိတ်ပြအားငယ်စွာနဲ့ပဲစစ်တပ်ဝေကရှေ့ဆက်ဘာဖြစ်လာမှလဲဆိုတာကိုနားမလည်ပဲနဲ့လေ့ကျင့်မှုကိုမလိုမလားနဲ့ဆက်လက်လှုပ်ဆောင်ခဲ့ကြပါရီးညနေဆောင်မှာတော့သူတို့ကစိတ်မတည်မငြိမ်ဖြစ်လာပြီးနေအောင်ကလွတ်မြောက်ပြီးတော့မိမဝင်နဲ့ဘယ်လိုမျိုးသူတို့ရဲ့ညကိုကုံဆုံးမှလဲဆိုတာဆွေးနွေးခဲ့ကြပါရင်မကြခင်သူတို့ကအစီအစဉ်တစ်ခုထွက်လာခဲ့ပါရင် သူတို့အိမ်လာသွားဖို့အတွက်လိုအပ်တယ်လို့အကြောင်းပြပြီးတော့စစ်တမ်းလျားကနေတိတ်တဆိတ်ထွက်ပြေးခဲ့ကြပြီးမဲ့ဇေဘဆိုင်ရာယူနစ်ကိုဦးတည်သွားခဲ့ပြီးအဲ့ဒီမှာသူနာပြုတ်ကိုအလဲကျတိုက်ခိုက်ခဲ့ကြပါရီဒါပေမဲ့စစ်တပ်ကတခခုမားနေပြီးဆိုတာချက်ချင်းပဲတတိထားမိခဲ့ပါရီအရင်အကျဉ်းသားဝေထွက်ပြေးနိုင်တယ်လို့ဇွိနာကြောင့်နိုးစောအတန်နေပြီးပြီးတပ်ဖွဲ့တစ်ခုလုံးကိုနိုးကြစီကဂျွန်းကိုသူတို့နဲ့အတူရှောက်ပြခဲ့ပါရီခဏကြာမှာပဲသူတို့ဟာဇေဘဆိုင်ရာယူနစ်မှာမိအောင်တခုကိုတွေးလိုက်ရပြီးတော့ရာစုတ်သားဝေကိုချက်ချင်းထွက်လာဖို့တောင်းဆိုခဲ့ပါရီ သူတို့ရဲ့လုံရနေကြောင်းကိုမြတ်ခံရမှာကိုကြောက်ရွံ့နေကြတဲ့လူတွေကအကူအညီမဲ့နေတဲ့တူနာပြုတ်ကိုဒသခံအဖြစ်ဖမ်းပြီးတော့လေပင်ကိုလီးမယ်လို့ချိန်ချောက်ခဲ့ပါရီစစ်သားဝေဟာထွက်လာဖို့အတွက်နောက်ထပ်အမိန့်တစ်ခုထုတ်ပြန်ခဲ့ပေမဲ့ကြောက်လန့်နေကြတဲ့တိုက်ခိုက်တမောင်းဝေဟာဇေဘက်ဆရာယူနစ်အထက်မှာဆက်ပြီးရှိနေကြပါရီတပ်ဖွဲ့ကအဆောက်အုံကိုဝန်းရံထားတဲ့အချိန်မှာလူတွေဟာကိုအတက်ကိုအဆုံးစီရင်ဖို့အဆုံးဖြတ်လိုက်ပါရီသူတို့အထက်ကတယောက်ဖြစ်တဲ့ဝန်ဒီဟာအချိန်မီလှုပ်ဆောင်နိုင်ရှင်းမရှိခဲ့ပဲစစ်သားဝေသူ့ကိုဖမ်းဆီးလိုက်ကြပါရီ အဲ့ဒီနောက်တပ်ဖွဲ့တစ်ခုလုံးကိုကမ်းခြေမှာစုဝေးစေခဲ့ပါပြီသူတို့ဟာတုံနောက်ထားတဲ့ဝန်နီကိုသူ့ရဲ့လုံရက်တွေအတွက်ကြံတဲ့တိုက်ခိုက်ဓမ္မဝေကရန်နေနေတာကိုအတင်းအကျပ်ကြိခိုင်းခဲ့ပါပြီဒါပေမဲ့ဝန်နီကသူတို့ကိုလောင်ပြောင်ဖို့စတင်ခဲ့ပြီးတခြားလူတွေနဲ့မတူပဲသူ့မိမနဲ့ရှိခဲ့တယ်လို့ကြွားဝါခဲ့ပါပြီရုတ်တရက်ဆိုသူလိုပဲဒရာထွက်နေကြတဲ့ကမ်အင်ဖီယမ်ကစစ်သားတယောက်စီကနေဒုတ်တရှောင်းကိုဆွဲယူပြီးတော့ဝန်နီစီကိုပြေးဝင်သွားခဲ့ပါပြီသူကသူ့ခေါင်းကိုပြပြန်းထန်ရန်နေလိုက်တော့ဝန်နီချက်ချင်းကိုတီးဆုံးသွားခဲ့ပါပြီ ကမ်အင်ရှမ်ကအဝနီယူတုတ်သွားပြီးတော့တပ်ဖွဲ့အတွက်ဝန်ထုတ်ဝန်ပိုဖြစ်လာတာကြောင့်သူ့ကိုဖေရှားပစ်ဖို့ဆုံးဖြတ်ခဲ့တယ်လို့ရှင်းပြပါရီသူကဘုတ်ကြီးရွှဲချင်ဟွန်ကိုသူ့ကိုပြုံရမ်းစီဆေလွတ်ဖို့လဲတောင်းဆိုခဲ့ပြီးတော့ဘလို့စမ်းတမ်းမှုမျိုးကိုမဆိုခံနေရှိတဲ့အကြောင်းနဲ့ UN ရှက်အတွက်သူ့ရဲ့အသက်ကိုယ်တော်မှာစတိဖို့အတင်းရှိတဲ့အကြောင်းပြောကြားခဲ့ပါရီဒါပေမဲ့ဘုတ်ကြီးကတုံ့ပြန်ရှင်းမရှိပါဘူးနောက်တနေ့မှာဘုတ်ကြီးရွှဲချင်ဟွန်ကဘုတ်ချုပ်နဲ့တွေ့ဆုံဖို့ပြန်လာခဲ့ပါရီဘုတ်ချုပ်ဟာမြောက်ကိုရီးယားနဲ့တောင်ကိုရီးယားကြားဆက်ဆံရေးကအဆက်မပြတ်ပြောင်းလဲနေပြီးတော့ ကင်မီဆုံးကိုဖယ်ရှားမဲ့စစ်စင်ရာအခုအခါမှာဆိုရင်အရေးမပါတော့ဘူးလို့ပြောပါလိမ့်။ဒါပေမဲ့ဘူဂျီက unit 674အတွက်နိုင်ငံတော်ကတာဝန်ယူရအောင်မှဖြစ်ပြီးသူတို့ကိုလေတအထက်ထည့်သွင်းဖို့အတွက်တောင်းဆိုခဲ့ပါလိမ့်။ဘူရှိုဟာငင်းဆိုခဲ့ပြီးတော့စစ်စင်ရာမှာပါဝင်ပတ်သက်တဲ့လူပိုင်းကိုရာထူးကနေထုတ်ပယ်ပြီးပြီလို့ရှင်းပြခဲ့ပါလိမ့်။အဲ့ဒီနောက်ရာထူးကြီးအရာရှိတဦးဖြစ်တဲ့ Mr. O ရောက်လာခဲ့က unit 674ကိုဖယ်ရှားရမယ်လို့ပြောခဲ့ပါလိမ့်။ Mr. O က ငွေကြီးရွှဲချယ်ဟွန်တိုက်ခိုက်သမှာအလုံးကိုအောင်မြင်စွာရှင်းလင်းနိုင်ခဲ့မယ်ဆိုတော့အရာထူးတိုးလိမ့်မယ်လို့အရေးမို့ပြောခဲ့ပါရီဘူဂျီကအရှုံးမပေးပဲယူနစ်ကိုဗီယက်နမ်စီဆီလို့ဖို့တောင်းဆိုခဲ့ပေမဲ့မစ္စတာအိုကအဲ့ဒီလိုလုပ်မယ်ဆိုရင်ကင်အီဆွန်ကိုဖယ်ရှားမယ်သူရဲ့ရဲဆက်ကြမ်းကြုတ်တဲ့အစီအစဉ်ကိုကဘာကတိသွားလိမ့်မယ်လို့ငင်းဆိုခဲ့ပါရီအခုအခါမှာဆိုရင်နိုင်ငံကငင်းချမ်းစွာပေါင်းစည်းနိုင်တော့မှဖြစ်တဲ့အတွက်ဒါကိုဖော်ထုတ်ခွင့်ပြုလို့မရဘူးလို့ပြောခဲ့ပါရီဘူဂျီရွှဲချယ်ဟွန်က ပို့ပြီးလူသားဆန်တဲ့နီလန်းကိုဆက်လက်ထောက်ခံခဲ့ပေမဲ့မစ္စတာအိုဟာစိတ်မရှိပဲဘူဂျီရဲ့ဘေးနေရန်ကိုတနတ်တချက်ပြစ်ကနိုင်ငံတော်ရဲ့အမိန့်ကိုနာခံပြီးတော့ယူနစ်ကိုဖယ်ရှားရမယ်လို့ကြေညာခဲ့ပါသည်မစ္စတာအိုကဘူဂျီရွှဲချေဟွန်ကိုစစ်တောက်ရရှင်းလင်းဖို့အတွက်တပတ်အချိန်ပေးခဲ့ပြီးမဟုတ်ဘူးစင်တော့အစိုးရကဂျွန်းကိုစီးနှင်းကစီမီဒိုပေါ်ကလူဝိုင်းကိုသူ့အပါဝင်ရှင်းလင်းပြစ်မယ်လို့တတိပေးခဲ့ပါသည်အဲ့ဒီအခါမှာယူနစ်ကဂျွန်းပေါ်မှာ၃နှစ်နီးပါးလေ့ကျင့်ခဲ့ပြီးပါပြီ ဘူကြီးရွှဲချေဟွန်းဟာစီမီတို့ကိုပြင်ရောက်လာပြီးတော့တန်တရာမရှိတဲ့စိတ်သားဝေကိုလေးနဲ့တဲ့စိတ်နဲ့ကြည့်နေခဲ့ပါရီညနေပိုင်းမှာဆိုရင်ဘူကြီးရွှဲချေဟွန်းကကမ်အင်ရှန်ကိုသူ့ရဲ့ယုံခန်းစီခေါ်ခဲ့ပါရီဘူကြီးဟာတုံးနေအကြကသူ့ရဲ့ကံလမ်းမှုကိုလက်ခံခဲ့တာဟာနောက်တရရတလားလို့မေးခဲ့ပေမဲ့ကမ်အင်ရှန်ကတော့အခွင့်အရေးရခဲ့တဲ့အတွက်ဂျေဆုတင်တဲ့အကြောင်းအခိုင်အမာပြောခဲ့ပါရီရုတ်တရက်ဘူကြီးရွှဲချေဟွန်းဟာကမ်အင်ရှန်ကိုရေတောက်ဖို့အတွက်ခေါ်ခိုင်းခဲ့ပါရီအဲ့ဒီရေကိုသူကိုယ်တိုင်ကမ်အင်ရှန်မရောက်ခင်ကတည်းကဂျမ်းပြင်ပေါ်တွန့်ထားခဲ့တာပါ ကမ်အေရှာအခမ်းအနားကနေထွက်သွားပြီးမကြခင်မှာပဲဂျိုးနဲ့ပတ်တို့ဝင်လာခဲ့ပါလိမ့်။ဝကြီးရွှဲချေဟွန်ကသူတို့ကိုခေါင်းဆောင်မှုနဲ့အမိတ်တွေအကြောင်းပြောပြခဲ့ပေမဲ့စာချင်းတွေကလိုက်နာဖို့ငင်းဆန်ခဲ့ပါလိမ့်။ဝကြီးဟာသူတို့မလိုက်နာဘူးဆိုရင်တော့ယူနစ်နဲ့အတူရှင်းလင်းခံရလိမ့်မယ်လို့ရှင်းပြပါလိမ့်။ဂျိုးကဆက်လက်ခုခံနေတဲ့အချိန်မှာပက်ကတော့သူ့ရဲ့အသက်ကိုမစွန့်စားရှင်တာကြောင့်စိတ်ပြောင်းသွားခဲ့ပါလိမ့်။ကမ်အင်ရှမ်ကတော့စကားဝိုင်းကိုကြားသွားခဲ့ပြီးနောက်တနေ့မှာခေါင်းဆောင်မှုရဲ့အစီအစဉ်တွေကို ဟမ်ဆန်ပိုနဲ့ဂွန်ကျန်တို့ကိုပြောပြခဲ့ပါရင်စာချင်းတွေဟာသူတို့ရဲ့ကွဲပြားတဲ့အမြင်တွေအပေါ်ငင်းခုန်ခဲကြပြီးတော့ဂျိုးက unit ကိုဖျက်ဆီးတဲ့နေရာမှာပါဝင်ဖို့အတွက်ပြက်ပြက်သားငင်းဆန်ခဲ့ပါရင်ပက်ကတော့သူ့တဘောအတိုင်းလှုပ်ဖို့ဆုံးဖြတ်ပြီးဂျိုးကိုဝင်မရှုပ်စေဖို့အတွက်ဂုံးမကြီးကိုစေလို့ဖို့ဗိုလ်ကြီးချွဲချင်ဟွန်ကိုတောင်းဆိုခဲ့ပါရင်အဖွဲ့ကောင်းဆောင်တွေကဂျိုးဂျွန်းကနေထွက်ခွာသွားတာကိုတတိထားမိပြီးတော့ ဒါဟာမကောင်းတဲ့လက္ခဏာဖြစ်တဲ့ကြောင့်နားလည်သွားခဲ့ကြပါလိမ့်သူတို့နဲ့တခြားသောတိုက်ခိုက်သမားတို့ကသူ့စီကိုပြေးသွားပြီးတော့နောက်ဆုံးအကြိမ်ကာရဝပြုတ်ခဲ့ကြပါလိမ့် အဲ့ဒီညနေမှာပဲပတ်ဖာသူ့ရဲ့စေသားဝေကိုမနဲ့ရောက်ရင်တော့ unit ကဘယ်သူမှအသက်ရှင်ကျန်ရစ်မှာမဟုတ်ဘူးလို့တတိပေးပြီးအမိန့်ပေးခဲ့ပါရင်သူတို့တယောက်စီကသူတို့တာဝန်ပေးခံထားရတဲ့စစ်သားကိုရှင်းလင်းရမှာဖြစ်ပါရင်ဒါပေမဲ့ခေါင်းဆောင်တွေကတော့သူတို့ရဲ့ရဲဘော်ကြီးကိုအရင်ကတည်းကအကြောင်းကြားထားပြီးသူတို့ရဲ့ကိုပိုင်အစီအစဉ်ကိုချမှတ်ထားခဲ့ပါရင်သူတို့ရဲ့တင်တန်းဆရာဝေကိုတိုက်ခိုက်ရမှာကိုလူအများအပြားကစိတ်ရှုပ်ထွေးနေကြပြီးမဲ့စစ်သားဝေကိုအရင်အောင်ဆုံးရှင်းလင်းရမှာဖြစ်ပါရင် မိမိတ်ပြီးရနောက်တိုက်ခိုက်သမားတွေဟာသူတို့ရဲ့စစ်တမ်းလျာကနေထွက်ခွာလာခဲ့ပြီးအဆောင်တွေကိုမလုရှားနိုင်အောင်လောက်ကလက်နက်တွေတင်းယူခဲ့ကြပါလိမ့်။နောက်ဆုံးထိုးစစ်မစခင်မိနစ်30အလိုမှာဂျူနီကစစ်သားတွေကိုစတင်ပစ်ခတ်ခဲ့ပါလိမ့်။ပြင်းထန်တဲ့ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးတော့စစ်တပ်ကဒါစင်နဲ့ရှိတဲ့အထိအခိုက်တွေရှိခဲ့တယ်လို့စီမီတို့ဘော်ကအဆောင်အလုံးပြက်စီးခဲ့ပါလိမ့်။တိုက်ပွဲဖြစ်နေတဲ့အချိန်မှာကမ်ပင်ရှန်ဂရော့ဘူကြီးရွှဲချင်ဟွန်ရဲ့ရုံးခန်းအထက်ရောက်နေခဲ့ပြီးသူ့ကိုတနတ်နဲ့ချိန်ထားပြီးမဲ့မပြစ်ဘဲတွန်းဆုံနေခဲ့ပါလိမ့်။ဘူကြီးကသူတို့ယူနစ်ကိုဖယ်ရှားဖို့အတွက်အ အမိတ်ရရှိထားပြီးတော့လိုက်နာရလိမ့်မယ်လို့ဝန်ခံခဲ့ပါသည်ကမ်အင်ရှာဟာစိတ်ရှုပ်ထွေးနေခဲ့ပြီးတော့သူ့ရဲ့လက်အောက်ငယ်တာဝီကိုဖယ်ရှားဖို့ပဲဆိုရင်မကြောင်မြဘူကြီးကသူ့ကိုစကားဝိုင်းကိုကြားအောင်လုတ်ခဲ့တယ်လဲလို့တွေးနေခဲ့ပါသည်။ဒါပေမဲ့ဘူကြီးကတော့သူ့ရဲ့တိတ်ခါကအဲ့ဒီလိုမလုတ်ခိုင်းဘူးလို့ပြောခဲ့ပါသည်။သူဟာကမ်အင်ရှာကိုသူ့ကိုပြစ်တတ်ဖို့အတွက်တောင်းဆိုခဲ့ပေမဲ့ကမ်အင်ရှာကမလုတ်နိုင်ပဲထွက်သွားရှင်ခဲ့ပါသည်။ရုတ်တရက်ဘူကြီးရွှဲချေဟွန်းဟာကိုယ့်အတက်ကိုအဆုံးစီရင်ဖို့အဆုံးပြပါသည်။ အဲ့ဒီအခါမှာဂွန်းကျဲကသူ့ရဲ့လေ့ကျင့်ရေးဆရာကိုပြစ်တက်ခဲ့ပြီးတော့သူတို့နှစ်ယောက်ဟာခိုင်မာတဲ့ဆက်စပ်ရေးရှိခဲ့ကြပါပြီ။သူကလူငယ်စစ်သားရဲ့အလောင်းပေါ်မှာငိုကြွေးနေတော့ပတ်ပြဲကြောဖက်ကပြစ်ခတ်ခံလိုက်ရပါပြီ။မကြခင်ကမ်ပင်းရှန်ဟာကျန်ရစ်သူတွေနဲ့ပူးပေါင်းခဲ့ပြီးတော့အသက်ရှင်ကျန်ရစ်တဲ့တအူးထဲတော်စစ်သားဘက်ကိုလိုက်လံရှာဖွေခဲ့ကြပါပြီ။စာချင်းကိုတောင်းပိမိအောင်လှုပ်ပြန်တော့သူတို့ကမစ်တစ္ဆာဖောက်တယ်လို့ဆွတ်ဆွဲခဲ့ကြပါပြီ။ပပ်ကသူတို့ဘယ်လို့မှမရှင်းတန်းနိုင်ဘူးလို့ပြောခဲ့ပြီးသူတို့နဲ့အတူတေးရှင်းတာမဟုတ်ဘူးလို့တုံ့ပြန်ခဲ့ပါသေးတယ် ဟန်ဆန်ပိုကဘာကြောင့်များမရှင်းတန်တင့်တာလဲဆိုတာကိုနားမလည်ခဲ့တော့ပပ်ကအစိုးရရဲ့အစီအစဉ်တွေအကြောင်းအမှန်တရားကိုဖွင့်ချခဲ့ပါပြီးစီမီတို့ကိုရောက်ခဲ့တဲ့အကျဉ်းသားအလုံးရဲ့ဖိုင်တွေကိုဖျက်ဆီးပစ်ခဲ့ပြီလို့ရှင်းပြခဲ့ပါပြီးတရားဝင်အနေနဲ့သူတို့ဟာမရှိတော့ဘဲနဲ့သူရဲ့ကောင်းအဖြစ်ဘယ်တော့မှအတိအမှတ်ပြုခံရမှာမဟုတ်ပါဘူးဒရာထွက်နေတဲ့စစ်သားတွေကပပ်ကိုပြစ်တက်လိုက်ပြီးတော့ဂျွန်းပေါ်မှာဘာဝင်ဖြစ်ခဲ့တာလဲဆိုတာကိုဘယ်သူမှသိမှာမဟုတ်ဘူးဆိုရဲအချက်ကိုလက်ခံဖို့ရုန်းကန်နေခဲ့ကြပါပြီး ဒါပေမဲ့ commission ကသူတို့လုံဆောင်ဖို့နဲ့သူတို့ရဲ့တည်ရှိမှုကိုကပအားတည်အောင်လုပ်ဖို့အကြံပြုခဲ့ပါပြီးစစ်သားတွေဟာစေဝတ်စုံတွေကိုပြောင်းဖို့ပြီးတော့နောက်တနေ့မနေ့မှာဂုံးမကြီးကိုရောက်လာခဲ့ပါပြီးသူတို့ကဘတ်စကားတစ်စီးကိုအရမစီးနင်းခဲ့ပြီးတော့ရင်မောင်းကိုတောင်ကိုရီးယားတမရရဲ့နေအိမ်စီတိုက်ရိုက်ခေါ်သွားဖို့တောင်းဆိုခဲ့ပါပြီး unit 684အဖွဲ့ဝင်တွေဟာကြောက်လန့်နေတဲ့ခီးတွေကိုဘယ်သူမှအန္တရာယ်မဖြစ်စေရဘူးလို့အာမခံပြီးတော့နေတိတ်ခဲ့ကြပါပြီးဒါပေမဲ့မကြခင်မှာပဲရေဒီယိုကနေတရားဝင်ကြင်ညာချက်တခုထွက်ပေါ်လာခဲ့ပြီး လက်နက်ကင်မြောက်ကိုရီးယားထိုးဖောက်ဝင်ရောက်သူ20ခန့်ဟာစိုးမြို့အထက်ကိုဝင်ရောက်နေပြီလို့တတိပေးခဲ့ပါရီအစိုးရကလူဝေကိုတတိထားဖို့နဲ့စစ်ဝတ်စုံဝတ်ထားတဲ့တန်တရားဖြစ်ဖွယ်လူဝေကိုတည်င်းပို့ဖို့အတွက်တိုက်တွန်းခဲ့ပါရီရုတ်တရက်လမ်းပိတ်ဆို့မှုကြောင့်ဘတ်ကားကလည်းရပ်သွားခဲ့ပါရီစစ်သားဝေဟာရင်မောင်းကိုဆက်မောင်းဖို့အမိန်ပေးပြီးတော့အပြင်ကစစ်သားဝေကိုတနက်နဲ့ပြစ်ခဲ့ပါရီပြစ်ခတ်မှုအတွင်သူတို့ရဲ့ယူနစ်ကစစ်သားတယောက်ကြာရှုံးခဲ့ပြီးတော့ မြောက်ကိုရီးယားနိုင်ငံတော်တချင်းနဲ့အတူသူ့ကိုကာရဝပြုတ်ခဲ့ကြပါပြီစစ်တပ်ဝေကဆက်လက်တိုက်ခိုက်ခဲ့ပေမဲ့မကြခင်မှာပဲပုံများတဲ့စစ်အင်အားနဲ့ဝန်းရံခံလိုက်ရပါပြီကမ်အင်ရှန်ကသူတို့အလုံးဘတ်စကားကနေဆင်းပြီးသူကသူတို့ကိုဒါဇခန့်အဖြစ်ဖမ်းထားတာလို့ဟန်ဆောင်ဖို့အကြံပြုခဲ့ပါပြီဒါပေမဲ့သူ့ရဲ့ရဲဘော်တွေကဘယ်သူမှမထွက်ရှင်ကြပဲအဆုံးအထိတိုက်ရှင်ခဲ့ကြပါပြီအကြက်အတီဖြစ်နေတဲ့စစ်သားတွေကစစ်တပ်ကိုတနက်နေ့ပြစ်ခတ်ခဲ့ပေမဲ့တယောက်ပြီးတယောက်ပြစ်ချခံခဲ့ရပါပြီနောက်ဆုံးမှာတော့စာဂျင်ဂျိုအခင်းဖျားကိုရောက်လာခဲ့ပါပြီ သူကဘတ်စကားပေါ်မှာရှိတဲ့လူတွေဟာကွန်မြူနတီတွေမဟုတ်ဘူးသူရလက်အောက်ငယ်သားတွေဖြစ်တယ်လို့ပြောပြီးတော့သူတို့နဲ့စကားပြောရှင်ခဲ့ပေမဲ့သူတို့ကသူ့ကိုလစ်လူရှုခဲ့ပါရင်ဒေယာရနေတဲ့စစ်သားတွေဟာသူတို့ကန်ဆိုးပြီးဆိုတော့တိလာခဲ့ကြပြီးသူတို့ရနောက်ဆုံးလောက်ရအနေနဲ့သူတို့ဟာမတိကြိုးချွန်ဖြက်စီးသူတွေမဟုတ်ပဲနဲ့သူတို့ရနိုင်ငံအတွက်တိုက်ခိုက်ဖို့အတွက်ဆန္ဒရှိတဲ့သူရဲကောင်းတွေဖြစ်တဲ့အကြောင်းတက်တည်ပြဖို့သူတို့ရနာမည်ကိုဘတ်စကားနေရနေအပေါ်မှာရေးခဲ့ကြပါရင် ပြီးရနောက်သူတို့ကခီးတဲ့အလုံးကိုလွတ်ပြီးခဲ့ပြီးတော့ကိုယ့်အတက်ကိုအဆုံးစီရင်ဖို့လက်ပြဘုံတွေဖောက်ခွဲရန်ဆုံးဖြတ်ခဲ့ပါရီမီဒီယာဝေကဒီဖြစ်ကိုအကြမ်းဖက်မှုအဖြစ်ဖော်ပြခဲ့ပြီးတော့စီမီတို့ကိစ္စနဲ့ပတ်သက်တဲ့စွဲစတန်အားလုံးကိုမှတ်တမ်းရုံးစီပို့ဆောင်ခဲ့ပါရီကျုံးပေါ်မှာဘာဝီဖြစ်ခဲ့တာလဲဆိုတာဒါမှမဟုတ် unit 68လေးအဖွဲ့ဝင်တွေဟာဘယ်သူလဲဆိုတာဘယ်သူကမှအမှန်တရားကိုမတိခဲ့ကြပါဘူးသူတို့ရဲ့ကိုရီးကိုသားရုံးကန်မှုရည်နဲ့ဆွလွအနေနဲ့ခံမှုရည်ကဖုံးကွယ်နေစေဖြစ်ပြီးတမိုင်းထဲမှာပျောက်ကွယ်သွားခဲ့တယ်လို့ ကဘာကလည်းသူတို့ရဲ့တည်ရှိမှုနဲ့သူတို့ကြုံတွေ့ခဲ့ရတဲ့မောင်မိတ်တဲ့အခမ်းကဏ္ဍကိုမတိရှိပဲဆက်လက်ရှိနေခဲ့ပါရည်ကျေးဇူးပြပရိသတ်များအားလုံးကျေးဇူးတူတင်ရှိပါခင်ဗျာ